အခုလိုမျိုးတွေအမှန်တရားတွေကိုအမြဲတမ်းပြောနေဆိုတာမတော်ရင်ကိုစီးပွားထိခိုက်မယ်ဆိုတာထိခိုက်တယ်တကယ်ကိုထိခိုက်ပါတယ်ကျွန်မလွန်ခဲ့တဲ့နှစ်တွေများစွာနဲ့ကဟာဈေးွက်ထဲမှာစပြီးဒီလိုမျိုးတွေပေါ်လာပြီဆိုနေရလင်အဲပေါ်လာပြီဆိုနေရ မြင်ဖြစ်တော့မယ်ဆိုတော့မြင်လို့မလို့ကျမကလေအများကြီးအရှိကြီးအမြဲတမ်းရှင်းပြခဲ့တယ်အဟိုဘလို့ခေါ်မလဲကျမကသူများကိုပုတ်ခတ်တာမဟုတ်ဘူးဒါမျိုးဆိုရင်တော့ဒီလိုဖြစ်တတ်တယ်နော်ဒါမျိုးလေးဆိုရင်တော့ဒီလိုဖြစ်တတ်တယ်နော်ဒီလိုရွှေဝင်ဒီလိုပညာတွေတက်ထားရမယ်နော်ရွှေတွက်နီးနေစိန်ဝင်ဒီလိုတွက်ရတယ်နော်စိန်တွက်နီးနေအဲ့လိုမှသူများဘတ်တာမခံရအောင်နော်ကျမကျွမ်းကျင်နေနေပဲလीနော်ကျမက စရင်ကြောင်းရွှေကြောင်းဒါကျမကျွမ်းကျင်နေနေပဲကျမအရန်ကျွမ်းနေနေပဲဒီနေပင်ကအဲ့တော့ကျမကျွမ်းကျင်နေနေပဲတဲမှာကျမကရှင်းပြခဲ့တယ်အလှကုန်နေဆိုလေဒီလိုပဲဒါကျမကျွမ်းကျင်နေနေပဲတွေလေကျမရှင်းပြခဲ့ဒါမဲ့လူတွေကဘာဖြစ်လဲဆိုတော့တိုက်ခိုက်တယ် နော်တိုက်ခိုက်တယ်ဟာကျမမသိရင်မဲဟာသူများကိုပဲသပုတ်လေးလွင်းနဲ့ထိုင်ပြီးသူများအကြောင်းနေပဲပွဲရှာပြီးသပုတ်လေးလင်းနဲ့ပဲကျမထိုင်ပြီးပြောနေတယ်လို့လို့ကျမဘာပွဲရှာစရာလို့လဲကျမလည်းကျမအခြေအနေနဲ့ကျမရက်တီလောက်ကန်စားတောက်နေနိုင်တဲ့သူပဲဟုတ်တယ်လားဆိုတော့ဒါပေမဲ့ကျမတို့ကတိတယ်မတိတဲ့သူတွေခံရမှာဆိုလို့တွန်နီးပါတင်ပြီးဈေးရောက်တာကျမတယောက်ပဲရှိတယ်ယဒနာလောကမှာနော်ရွှေရောင်းနဲ့ရွှေတွန်နီးတင်ပေးတယ်ကျမကိုလည်းစစ်ဆေးပါ နော်ကျမအောင်လဲစစ်ဆေးပါကျမတော့ရောင်းလိုက်တယ်ကျမပစ္စည်းမဟုတ်ဘူးဆိုင်ရှင်နေရှိတယ်နော်ကောမန့်လေးပြီးမှဖတ်မယ်ဆိုင်ရှင်နေရှိတယ်အဲ့တော့ဆိုင်ရှင်နေကလည်းဒီဆိုင်ရှင်နေဆိုတာကကျမတော့အာမခံတယ်ဒါပေမဲ့မတော်တဆ something wrong လေးမြန်ဖြစ်သွားခဲ့ရင်ရှိတော့ check recheck counter check လုပ်လို့ရအောင်ဒီလိုနီးနေစစ်ဆေးအမှားရင်မဖြစ်အောင်နစ်နာမှုတွေမဖြစ်အောင်ရွှေဆိုရင်ဒီလိုနီးနဲ့စစ်ဆေးရတယ်เนาะစိန်ဆိုရင်ဒီလိုနီးနဲ့စစ်ဆေးရတယ်เนาะ တင်ပေးပြီးတော့မှရောင်းတာကျမတယောက်ပဲရှိတယ်။ဒါပေမဲ့တချို့နားမလဲတဲ့သူတွေကလေဆဲတယ်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  နော်ဒီမိန်းမကြီးကြည့်လို့မရဘူးအမလေးပါလီယာမကြီးမသေးသေးဘူးလားအမလေးမရှင်သေးဘူးလားနေရတကားပါတယ်သူနဲ့ဘာဆိုင်လို့လဲရောင်းသူဝဲသူကြည်ပြင်ပြီးတာပေါ့ရောင်းသူဝဲသူကြည်ပြင်ဆိုတာခံရတဲ့သူတွေကလေပတ်ဆက်ရှိလူတန်းစားတွေခံရတာမဟုတ်ဘူးချွေးနှဲစာလေးတွေနဲ့အော်ယုံကြည်ပြီးတော့မှ အားကိုးပြီးတော့မှအားကျပြီးတော့မှ အထင်ကြီးပြီးတော့မှ ကိုယ့်ရဲ့ရှိတဲ့ချွေးနှဲစာလေးတွေနဲ့စူဆောင်းပြီးတော့မှဝယ်တဲ့လူဒန်းစားပဲခံရတာပတ်စံရှိလူဒန်းစားကမခံရဘူးဒါကြောင့်မလို့ကျမတို့ကလေမနေနိုင်လို့ဈားတွေကနေဝင်ဝင်ပြီးတော့မှပြောတာเนาะပြောတော့မုန်းနေအယမ်းမုန်းတာအယ်မွန်သင်းဆိုအယမ်းမုန်းတာတချို့ဆိုအမလီချီးတာကြည့်ကြတယ်အယ်မွန်သင်းမကြည့်ခြင်းမှုဆိုတဲ့သူတွေကရှိသေးတယ် နော်ဟုတ်တယ်မမမမမမတော်တတ်တာเนาะဆိုတော့အများပြည်သူကိုဘယ်နေရာမဆိုသုံးသက်စေချင်တာမှန်တယ်မမဘယ်သူ့ကိုမှလည်းရည်ရွယ်နေတာမဟုတ်ဘူးเนาะဂျုံနေရက်တိုင်းမှာဂျုံတယ်လို့เนาะမမရင်အဲ့လိုမျိုးနဲ့အမုန်းခံပြီးတော့မှလေအမုန်းခံပြီးတော့မှပြောကြရတာအမုန်းခံပြီးတော့မှပြောပေးကြရတာဆိုတော့လေ အရင်တော့ကကြတော့ကျမကလေဟိုဒီလို TikTok လေးတွေလည်းရိုက်ပြီးတော့မတင်တတ်ဘူးပေါ့နော်မလုတ်တတ်ဘူးမလုတ်တတ်တော့ကျမ TikTok တွေမှာလည်းရိုက်ပြီးမတင်ဘူးကျမကျမ live ထဲမှာပြောရင်ပြီးသွားအဲ့တော့ကိုရွှေမီဒီယာမရွှေမီဒီယာတွေကပွဲဖြစ်စေမဲ့ဒိုလောဒိုလော ဖြစ်စေတဲ့ ထင်းရောင်ထင်းမားဖြစ်စေတဲ့เนาะတခွတ်တပြက်သောစကားတွေကိုပဲယူပြီးတော့မှဒီဖွိုင်းရဟိုလူတိုက်ခိုက်နေတာဒီဖွိုင်းရဒီလူတိုက်ခိုက်နေတာဒီဖွိုင်းရဒီလူပြောနေတာသူနဲ့အဲဒီလူမျိုးရင်းနေလောက်တဲ့ခါကျတော့အေးမီဒီယာတွေရဲ့တခွတ်တပြက်ကိုပဲကြည့်ပြီးလူတရားကျွန်မကတိတ်မုန်းတာပေါ့เนาะတိတ်မုန်းတာအဲ့တော့ကျွန်မလည်းစဉ်းစားတယ်အော်ဘုံတော့ဆဲတာပေါ့စဉ်းစားတယ်အော်ငါလေးအကောင်ပြောနေရတာနဲ့ ငါကိုဘယ်လိုဖြစ်လို့လူတွေဆေးသလဲဆိုတော့ကျွန်မအဖြေရှာတွေ့သွားတယ်။အော်မီဒီယာတွေရဲ့ဆက်နက်မီဒီယာတွေရဲ့ဆက်နက်စလဲဆုံးစကားတစ်ခုကိုမတင်ဘူး။ တစ်ခွက်တစ်ပြက်ကလေးတွေကိုပဲသူတို့ရွေးပြီးတော့မှသူတို့မီဒီယာ attention ရဖို့အတွက်ပဲသူတို့ရွေးပြီးတော့မှတင်နေကျမောက်ဆဲသူတို့မီဒီယာ attention ရတယ် comment တွေရတယ် react တွေရတယ်လေသူတို့ပဆန်ရတယ်လေအဲ့အတွက်ကျမောက်ဆဲစီဖို့အတွက်ပဲကျမလူရိုင်းမာကြီးဖြစ်တာပေါ့ကျမတခါတည်းကိုလေမုံဆိုးတစ်ပိုင်းမိမိယာကြီးပေါ့ကျမပွားကြီးပေါ့ကျမတခါတည်းကိုလူတကာကိုပုတ်ချနေတဲ့မိမကြီးပေါ့ဒီလိုရုပ်လုံးကြီးဖြစ်လာရောမဖြစ်ချေဘူးဆိုကျမစဉ်းစားရတယ်သုံးသက်ကြတယ်အဲ့တော့ဘာလုပ်ရလဲဆိုတော့ ငါပြောတဲ့စကား live ကြတော့လူတွေကမကြည့်တော့ဘူးလေနောက်တစ်ခါ live တွေကပြီးရင်ပြတ်သွားတာလေ live ကြတော့ရှည်တယ်ရှည်တယ်ဆိုတော့ငါအရေးကြီးတဲ့စကားတွေပြောတယ်ဆိုရင်ငါ TikTok နဲ့10မိနစ်စာဗီဒီယိုရိုက်ထားမယ်10မိနစ်စာဘောင်တွင်းကိုငါပြည့်စုံအောင်ပြောမယ် ်ပြီးရင်ကို TikTok မှာကျွန်မတင်လိုက်တယ်ဆိုတော့အဲ့ဒါလေးရဲ့ထိရောက်မှု YouTube မှာတင်နေအဲ့ဒါလေးရဲ့ထိရောက်မှုရလူတွေတော်တော်များများအမှန်သိသွားတယ်အမှန်မြင်သွားတယ်ကျွန်မကိုဆဲတဲ့ဆဲနှုံးယာကိုင်နှုံးလဲယော့သွားတယ်နော်အရင်တော့ကတော့မီဒီယာမှာမြင်ရတဲ့ဒီ short video တွေပေါ့လေနော် short video ဆိုတာတို့ကစကားအစုံရဲ့ live ရဲ့အစလည်းအစုံအကြောင်းအရာဒီအစုံကိုတို့ကတင်တာမဟုတ်ဘူးလေတစ်ခွက်တစ်ပြက်ကိုပဲတို့ကကွက်ပြီးတော့မှတင်တာဆိုတော့ကျွန်မကိုမုန်းစီတဲ့ဟာတွေပေါ့ကျွန်မကတော့တခါတည်းကအာ မိုးစိုးတဝိုင်းမင်းမယားကြီးဖြစ်အောင်လုပ်ပြီးတော့မှတင်းတော့အဲ့တော့ကိုကလည်းပြန်သုံးသပ်ရတယ် တန်ပြန်နီးပေါ့အော်သူတို့နီးကိုသူတို့နဲ့ပဲငါပြန်လုံမိုင်းရမယ်ဆိုပြီးတော့မှ TikTok လေးတွေရိုက်ပြီးတော့မှပြန်တင်နေเนาะဆိုတော့ပေါက်ရောက်မှုအားလေးတွေများတယ်မသိတဲ့သူတွေအရန်တီသွားတယ်เนาะဟာတခါနဲ့ဟိုပို့ပြီးတော့မှကြကြပြန့်ပြန့်တွင်တွင်ကြကြလေးဖြစ်သွားတယ်ဆိုတော့ဒါ TikTok ရဲ့တစ်ဖက်တစ်လမ်းကအကျိုးကျေးဇူးပဲเนาะဆိုတဲ့ခါကျတော့အခုလိုအမှန်မျိုးအမြင်သွားတာအမှန်တီသွားတာကိုဂျေဆုအများကြီးတင်ပါတယ်เนาะဆိုတော့ခုနှစ်သားသမီးကျမစီမှာကြည့်တယ်ကျမရဲ့အမာခံပိတ်သက်တွေကတော့တီးတယ်ဒီအကြောင်းအရာတွေကိုเนาะဒါပေမဲ့ တချို့တွေကမတိဘူးမတိတဲ့ခါကျတော့ဒီမီဒီယာပေါ်မှာမြင်ပြီးပဲကျမအောင်မုန်းတာပေါ့နော်ဆိုတော့ဒီအကြောင်းညာတွေဒီကျမအခုမှပြောတဲ့အကြောင်းညာတွေမဟုတ်ဘူးကျမအမြင်နဲ့ရှင်းပြခဲ့တာဒီ9နှစ်ရှိသွားပြီ9နှစ်ရှိသွားပြီနော်မနေနိုင်မထိုင်နိုင်လို့ရှင်းပြခဲ့တာဒီ9နှစ်ရှိသွားပြီ အဲ့တော့အလှကုန်လေးဆိုလဲဒီလိုပဲအတိတ်တိနဲ့၃ညနောက်တစ်ခါဒီရွှေလေးဆိုလဲဒီလိုပဲကျမစိန်လေးဆိုလဲဒီလိုပဲကျန်တဲ့တည်တင်တိလိုက်တဲ့အရာတွေဆိုအမုန်းခံပြီးပြောပြပေးနေတာနော်နောက်လဲထပ်ပြောမှာမပူနဲ့မုန်းညံတလောက်မုန်းဒီထက်ဆိုးတဲ့အချိန်မျိုးတောင်ဖြတ်တန်းခဲ့ပြီးသွားပြီအခုလောက်ကတော့အေးအေးဆေးဆေးနော်ဒါပေမဲ့ကိုရွှေမီဒီယာမရွှေမီဒီယာတွေကိုပြောချင်တာကဟိုလူနဲ့ဒီလူနဲ့တွဲပြီးဓာတ်ပုံကြီးနဲ့အတင်းမတွဲနဲ့နော်အဲ့ဒီလူချက်အဲ့ဒီလိုလူမျိုးတွေအကုန်လုံးကိုရည်ညွှန်းတာ တစုံတဦးတည်းကိုပြောတာမဟုတ်ဘူးအဲ့ဒီလို ကျမပြောတဲ့စကားလုံးနဲ့ညီဆိုးနေတဲ့သူတွေအကုန်လုံးကိုရည်ညွှန်းတာကျမဒီတူတယောက်တည်းကိုပြောတာမဟုတ်ဘူးเนาะအဲ့တော့ကျမဒီတူတယောက်တည်းကိုထိုင်ပြီးတော့မှပွဲဖြစ်နေပြီလို့ပွဲကတော့တံပိုမြင့်လာပြီလို့เนาะဟိုတနေ့ကအောင်ရဲကျော်ကပြောသွားတယ်အောင်ရဲကျော်ဆိုတာဟိုအောင်ရဲဟိုဟိုဂူချွန်ပြိုးအောင်ရဲကျော်မဟုတ်ဘူးเนาะဟို reaction လုပ်တဲ့အောင်ရဲကျော်ကပြောသွားတယ်ဟာပွဲကတော့အချိန်ရမ်းမြင့်လာပြီကျမဘလို့တွေတုံ့ပြန်နေတယ်ကျမတုံ့ပြန်နေတာမဟုတ်ဘူးကျမပွဲလုံနေတာမဟုတ်ဘူးကျမဒါအောင်တုံ့ပြန်နေတာမဟုတ်ဘူးကျမကပြောခဲ့တဲ့စကားတွေကကြာပြီကျမဒီစကားတွေ ပြောခဲ့တာတွေကနော်အခုကြတော့မှလဲပြင်းမှာဆင်သွားသလိုထင်းထင်းကြီးဖြစ်တော့မှလူတွေက မြင်တာအော်ဒီလိုပြောတာမလို့မမသင်ကဒီလိုပြောပါလားလို့မြင်တာအခုကြတော့မှအဲ့တော့ကျမကဒီလူကိုပြောတယ်လို့ဖြစ်တာကျမပြောခဲ့တာတွေကကြာခဲ့ပြီ နော်အဲ့တော့ဟာအခုတော့မှဖြစ်ပွဲကတော့အချိန်မြင့်လာပြီဟာပွဲကတော့တန်ဖိုးကတော့မြင့်တဲ့တဲ့မြင့်လာပြီလေမလုံနဲ့ကျမပြောခဲ့တာကြားလာပြီကျမဒီလူဒီလူကိုရည်ညွှန်းတာမဟုတ်ကျမလူတိုင်းကိုရည်ညွှန်းတာအဲ့ဒါနဲ့ညီစောတဲ့လူတိုင်းကိုရည်ညွှန်းတာရှိသေးတယ်ရှိသေးတယ်နော်အဲ့တော့ကိုယ့်ကိုအတိနဲ့သတိနဲ့လောက်ကြနော်ဘာလူအမကုံလူကုံမအလားလူကုံမအလူအမကုံလားနော်အဲ့တော့ကိုယ့်ကိုအတိနဲ့သတိနဲ့မပါအောင်နေကြနော်ရှေးလျှောက်လည်းပြောမှာ ကျမက နော်ကျမပြောတဲ့စကားတွေဆိုလဲကိုယ့်ကိုဆင်ញင်သုံးသက်လင်းကျမပြောတာမှန်သလားမှားသလားဆိုတာအမေမွေးတွေကခေါင်းထဲမှာအုံနောက်တွေပါလာတာပဲဟုတ်တယ်လားဒါဟာမှန်သလားမှားသလားဆင်ញင်ညတွေးတော့ကြနည်းနည်းလေးတွေးသူများပြောတဲ့ပါဇက်ဖျားမှာကျမပြောတယ်ဆိုလဲကျမပြောတာအမှန်ဆိုပြီးတော့ပဲမယုံလိုက်နဲ့စဉ်းစားစဉ်းစားအုံနောက်ကိုအလုံးလုံးဖြစ်တင်လားမဖြစ်တတ်ဘူးလားဟုတ်မှန်လားမဟုတ်နိုင်ဘူးလားဟုတ်လောက်လားမဟုတ်လောက်ဘူးလားမှန်သလားမမှန်ဘူးလားနော်လက်ခံနိုင်သလားလက်မခံနိုင်ဘူးလားကိုအုံနောက်နဲ့ကိုဆက်တွေးကျမပြောလိုက်လဲအမှန်လို့မထင်နဲ့ နော်ဘယ်အရာမဆို တွေးစေချင်တာကျမတို့ကတွေးစေချင်တာ thinking thinking အဲ့ဒီ thinking power တွေအများကြီးရစေချင်တာဒါကြောင့်အမုန်းခံပြီးပြောတာဘယ်သူပြောပြောပြောလိုက်တဲ့ပါဇက်ဖျားပေါ်မှာယုံကြည်မှုကြောင့်လည်းမယုံလိုက်နဲ့အထင်ကြီးမှုကြောင့်လည်းမယုံလိုက်နဲ့လေးစားမှုကြောင့်လည်းမယုံလိုက်နဲ့ချစ်တဲ့စိတ်ကြောင့်လည်းမယုံလိုက်နဲ့ဖြစ်နိုင်ဤမဖြစ်နိုင်ဤမှန်ဤမမှန်ဤတွေးတွေး thinking thinking နော်ဆိုတဲ့ခါကျတော့အဲ့တော့နေတခါနဲ့ကုန် Facebook ပေါ်မှာပို့တိုင်းပေါ့ ပေါ်တိုင်းပေါ်နေတာအားနာပါတယ်နော်